ဒူးနာတဲ့သူတွေအတွက်ပလက်အနေထားကနေလိုက်ပါကစားလို့ရမယ်။အောက်ပိုင်းကစားနည်း၃မျိုးကိုဝေမျှပေးထားပါတယ်။မင်္ဂလာပါတီချင်တော်ပါ။ဒီကစားနည်းတွေအားလုံးကိုတော့ခန္ဓာကိုယ်ပလက်အနေထားကနေကစားပေးရမှာဖြစ်ပါတယ်။ပထမကစားနည်းလေးကတော့အရင်ဦးဆုံးဗီဒီယိုမှာပြထားတဲ့အတိုင်းခန္ဓာကိုယ်ကိုပလက်အနေထားနေပေးမယ်။ဒီနေထားလေးကနေဒူးကောင်းလေးထောင်ထားပြီးတော့ချစ်ပနောက်လေးထောက်ကတင်မောင်းကိုဆွဲညစ်ပေးရမှာဖြစ်တယ်။ပထမကစားနည်းလေးကတော့တင်ပားကြွက်သားတွေကိုအသုံးပြုပြီးတော့ကစားပေးရတာဖြစ်ပါတယ်။ပထမကစားနည်းလေးကိုအကြိမ်၂၀၃ကြော့ကစားပေးရမှာဖြစ်ပါ body ဒုတိယကစားနည်းလေးကတော့ခြေထောက်ကလေးကိုအရှိအနေငယ်ပို့တိုးမယ်ဒီနေထားကနေခြေပနောက်လေးထောက်ပြီးတော့တင်မဟုတ်အပေါ်ဆွဲညစ်ပေးရမှာဖြစ်တယ်ဒုတိယကစားနည်းလေးကတော့ပေါင်နောက်ကြွက်သားလေးတွေကိုထိရောက်တဲ့ကစားနည်းလေးဖြစ်ပါတယ်ဒီကစားနည်းလေးကိုတော့၁၀ကျိန်း၃ကြော့ကစားပေးပါနောက်ဆုံးကစားနည်းလေးကတော့ခြေထောက်ကလေးကိုအရှိအပြန်တိုးမယ်ဒီနေထားလေးကနေခြေပွားလေးထောက်ပြီးတော့တင်မလေးကိုဆွဲညစ်ပေးရမှာဖြစ်တယ်ဒီကစားနည်းလေးကိုတော့၁၂ကျိန်း၃ကြော့ကစားပေးရမှာဖြစ်ပါတယ်ဒီကစားနည်းတွေကတော့ဒူးနာတဲ့သူတွေအတွက်အဆင်ပြေစေမယ့်အောက်ပိုင်းကစားနည်းလေးတွေဖြစ်ပါတယ်အခုလိုမျိုး နီးစနစ်ကြတဲ့လေ့ကျင့်ခန်းလေးတွေနဲ့ပြိုမီတို့ရဲ့ခန္ဓာကိုယ်ချိုးစားလေးတွေကိုပုံဖော်ချင်နေဆိုရင်တော့မမရဲ့ online class လေးတစ်ခုဖြစ်တဲ့ Healthy Lady 35 online class လေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီသင်တန်းလေးကတော့ match လ14ရက်နေ့မှာစမှာဖြစ်ပါတယ်။ပုံမှန်2လသင်တန်းစီတသိန်းချက်ကြားတက်မှာဖြစ်ပေမယ့်ပထမဦးဆုံးအပ်တဲ့အယောက်30ကိုတော့8000ခွဲကျက်နဲ့တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။သင်တန်းလေးကလူပြည့်တာမြန်တဲ့အတွက်ကြောင့်မြန်မြန်အပ်ဖို့တော့လိုမယ်နော်။သင်တန်းအသေးစိတ်စုံစမ်းချင်တယ်ဆိုရင်တော့မမရဲ့ Viber number 797972328 တို့မှာဆက်သွယ်မင်းမြန်စုံစမ်းနိုင်ပါတယ်။ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်။ကျမလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီချက်တော့ရှိရနော်။